ပြိုင်ပွဲဝင်နေကြတဲ့သူတွေကလေဟိုဟိုသူတို့ပြောတဲ့စကားတွေကအရင်မှတ်ပါတယ်ဒီနိုင်ငံတစ်ခုလုံးကိုတည်ထားရတာအဲတစ်ခုခုမှားတာနဲ့ဒီကမှားတာမဟုတ်ဘူးလို့ပဲဖြစ်မှာလေနော်မြန်မာမှားတာလို့ပဲဖြစ်မှာဆိုတော့သူတို့ရဲ့အနေထိုင်တော်လာဒီအမတန်ကြီးယူဆိုင်ဖို့လိုတယ်အဲ့တော့အရင်ကိုတာဝန်ကြီးရဲ့အချိန်ကာလဖြစ်နေတာပေါ့ဟုတ်အဘာသာ yes okay okay you're welcome guys love that အဲ့တော့ तू ဘာပေးရမှန်းမသိဘူးလို့ပြောတယ် तू training win နေနဲ့ဘာပေးရမှန်းမသိဘူးဆိုတဲ့အချိန်မှာဒါကတော့တခုခုပေါ့နော်တို့နိုင်ငံ ရှူစေးရနာမည်ကြီးရယ်လေအဲ့တော့ तू က तू စဉ်းစားလိုက်တာပေါ့အဆရာလေတို့နိုင်ငံရှူစေးရနာမည်ကြီးရယ်လေအဲ့တော့ကျွန်တော်လည်းကျွန်တော်မြန်မာရှူစေးလေးတခုကျွန်တော်စောင့်သွားမယ်ဆိုပြီးတော့ तू အဲ့အဘာထဖြစ်သွားတယ်အဲ့တော့စက်ကတော့ service style ပဲအကြိုက်တာပေါ့ဘာလို့ဆို तू အဘာထဆိုကျွန်တော်အိမ်တိုင်းစောင့်လို့ဖြစ်နေရတယ်အခုကအဲ့တော့စစ်တိုက်တယ်ကြီးနေရ စ်ဘက်ကိုရေးကြည့်ရနောက်ဆုံး8ဘက်ဖြစ်သွားတဲ့အချိန်မှာအုံနိုင်ကအရင်ပြော်သွားတယ်ဟာအလိုက်မဲကန်ကွင်ရမယ်ဆိုလို့ရှိရင်တော့ let's do standing ပေါ့ထိတ်ဆုံးနှစ်ယောက်မှရက်နေရမယ်သူဖြစ်နေလိမ့်မယ်မိုက်ကန်ကွင်ရမယ်ဆိုရင်တော့လောကမရှိအောင်လောကမရှိအောင်မနေ့ကတော့ close door interview ပြီးသွားပြီပြီးသွားပြီဆိုတော့သူသူ့ရဲ့အခြေအနေကိုတောက်လျှောက် မင်းနေရတာပေါ့တားရဲ့အဆင်ပြေလားဆိုဟိုတနေ့ကလည်းအဲ့အင်တာဗျူးမတိုင်ခင်ရှေ့တည့်ရက်မှာလည်းချော်လဲထားတော့ခြေတော့ထိထားတော့တော်တော်ဆိုးရင်ရတယ်ပေါ့ဆိုရင်ရတယ်ဆိုတော့တားရဲ့အဆင်ပြေရဲ့လားဆိုတဲ့အချိန်မှာဖြစ်ချင်တော့ဒီ wellness center မှာပဲဖြစ်သွားတော့အဲ့မှာပဲအကုန်လုံး wine နှိပ်ပေးကြတယ်ရေခဲတွေကပ်ပေးတယ်သေးရည်လိမ်ပေးတယ်ဆိုတော့ခြေတော့လေးကတော့အခုနည်းနည်းအဆင်ပြေနေပြီပေါ့အင်တာဗျူးမှာလည်းမင်းကတော်တော်ကြီးကိုကောင်းကောင်းမွန်မွန်နဲ့ဖြတ်ကျော်နိုင်ခဲ့ရဆိုတော့အားရပါတယ် all the Mr. Global guys here. Yeah, thank you so much for that. အတိအကျသူ့ရဲ့အကြောင်းနေပေါ့သူ့ရဲ့ biography ကနေပြီးတော့မူတည်ပြီးတော့ပဲမေးွားတယ်။ပြီးသူ့ရဲ့ project ပေါ့သူ့ရဲ့ project ကနေအခြေခံပြီးမေးတယ်။အဲ့တော့မြန်မာနိုင်ငံအတွက်သူဘာတွေလုပ်ပေးနိုင်တယ်လဲဆိုတဲ့အရာတွေသူချပြခဲ့တယ်ပေါ့။အဲ့တော့ဒီပြိုင်ပွဲမှာသူဝင်းနာဖြစ်သွားရင်ပဲအပိုင်းနေကဏ္ဍတွေကိုသူလုပ်ပေးနိုင်မလဲဆိုတဲ့ဟာတွေကိုသူပြောပြပေးနိုင်ခဲ့ရဆိုတော့ဟို global ကလည်းသူ့ကိုတော်တော်လေးသဘောကျနေတယ်လို့မြင်ပါတယ်အခုကတော့ ထားရုံပဲအားရပါတယ်တချို့နေရာမှာသူလိုအပ်နေတဲ့ confidence ညော်ဝါတာလေးတွေလွဲချော်ဝါတာလေးရှိရဆိုအဲ့ဒါလေးတွေကို guideline လုပ်ပေးနေတာပေါ့တာရဒီနေရာတော့အစ်စ်မပြေဘူးဒီနားလေးမှာနည်းနည်းလေးပို့လောက်လိုက်ရင်ပိုကောင်းမယ်ဆိုတာမျိုးတွေသူတို့ပြိုင်ပွဲသွားပြီဆိုသူတို့နဲ့ကိုက24/7 online နေနေရတော့တာဆိုတော့တောက်လျှောက်က guideline ပေးနေရတာပေါ့ယူရိုနိုင်ငံသွားပြိုင်တဲ့ကလေးတွေဆိုလို့ရှိရင်ပို့ဆိုးတယ်ညမအရာတော့သူတို့ဟို district လောက်ထားလို့မရတော့ဖုန်းတွေကတစ်ချိန်လုံးသူတို့ခေါ်လာလို့ရှိရင်ကင်လို့ရအောင် ရာသားတော့ဆိုလဲညတနာရီဆိုလဲဖုန်းခေါ်လာတယ်ဆရာကြီးစာလုပ်မယ်ဆိုလုပ်ပေးရတာပဲအော်သူဒီမှာပြိုင်ပွဲအတွက်သူပြင်ဆင်နေတဲ့အချိန်တည်းကကျွန်တော်တို့ဟိုဘယ်နေ့မှာဘာဝင့်မယ်ဆိုရဲဟာသူကဟိုဒီဇိုင်းလုပ်ထားတာဘယ်နေ့မှာတော့ဘာပွဲရှိရဲဘာ event ရှိရဲဘာ design လေးဝတ်ချင်တယ်ဆိုတာမျိုး design နိုင်နဲ့တိုင်မယ်သူဒီ day စီစဉ်တော့ဆိုတော့လုံးဝရော့မနေပါဘူးအဲ့တော့အားရပါတယ်အားရအကုန်လုံးလို့လေ ်သူဒီ leadership skill ကောင်းတယ် mentor လုပ်ပေးနိုင်တယ်အဲဆိုတော့အဲ့ဒီဟာတွေဒီသူရဲ့အားသာချက်ဖြစ်တယ်ပေါ့အဲ့ဒီအားသာချက်တွေကိုပဲသူအကောင်းဆုံးချပြပြီးရှင်ပြိုင်နေရတယ်ဆိုတော့ဟိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာထပ်ပြီးတော့နောက်ထပ်ထွက်ပေါ်လာဖို့ဟိုခင်းရင်းနဲ့အလှမောင်မျိုးလို့ပဲပြောရမှာပေါ့အဲ့တော့ဒီလိုလူမျိုးကျွန်တော် support လုပ်ပေးတဲ့ ਨੇ အဲသူတို့အတင်ကြားပေးခွင့်ရတယ်သူတို့ရဲ့ဆရာဖြစ်ခွင့်ရတာအားလည်းအတိုင်းမသိပဲပေါ့ဒါဆိုကျွန်တော်တင်တန်းတင်ပြီဆိုလို့ရှိရင်နှစ်နာရီမှာတနာရီလောက်ကစကားပို့ပြောဖြစ်တယ် စကားပို့ပြောပြတယ်ဆိုတာဟိုတခုခုပြောလိုက်ပြီး sharing လုပ်လိုက်ပြီးဆိုလို့ရှိရင်သူစီကနေထွက်လာတဲ့ idea တွေဒီကျွန်တော်ဘယ်နေရာမှာ impactful ဖြစ်စေတလဲဆိုတဲ့အရာရဲ့ပုံများတယ်အဲစကားပြောလို့အရင်ကောင်းတဲ့ကလေးပေါ့အဲသူ့ဆိုလို့ရှိရင်တချို့နေရာမှာလိုအပ်တဲ့ဘိုင်းတွေပေါ့သူမျက်နှာအကြည့်လေးတွေပေါ့အဲဒါဒီမျက်နှာအကြည့်လေးကဘလို့လွဲနေတယ်လိုအပ်နေတယ် confident ရော့နေဆိုတဲ့ဟာဆိုချက်ချင်းပြောရင်ပြောသလိုပြင်နိုင်တယ်ပြောသူကအင်္ဂလိပ်စာဆရာလည်းဖြစ်ခဲ့တော့ ဟိုလက်ရှိမှာလည်းသူလုပ်နေတယ်ပေါ့နော်အဲ့တော့အဲ့ဒါကြောင့်ပဲသူရဲ့အားသာချက်ပိုဖြစ်သွားမယ်ထင်တယ်အဲ communication လုပ်တယ် leadership skill ကောင်းတယ်သူရဲ့ international အတွေ့အကြုံကလည်းဒါပထမဆုံးအကျင့်ဖြစ်နေရောစိတ်ပူတာအဲ့ဒါလေးပဲအဲဒီပထမဆုံးသူရဲ့ international experience မှာတည်းကိုသူအရင်ကောင်းတော့တော်တော်လေးကိုအားရပါအဲ့ဒါကြောင့်ကျွန်တော်ဟိုတနေ့ကဆိုလည်းပြောထားတယ် crown fighter အထည်ကိုကျွန်တော်မျှော်မှန်းထားတယ်ဆိုရဲဟာကျွန်တော်ဟိုတနေ့ကဖြစ်ရဟို top fighter ထဲလိုက် တဖိုက်ထဲလိုက်လို့ QN ပေးဖြေလာတယ်ဝင်လာဖြစ်သွားနိုင်တယ်အဲ့တော့ဒီ QN ကဆက်သူလုံးဝ well train ဖြစ်အောင်လုပ်ထားတာပေါ့နော်ကိုဆိုင်တောင်တော့တင်ပေးထားတယ်ပေါ့နော် Mr. Wall ကသူ့ကိုပြန်ပြီးတော့ QN training လုပ်ပေးထားရဲဆိုအရင်ကကောင်းပါတယ်ကျွန်တော်တို့ဒီ mock test လုပ်တဲ့ချိန်မှာလဲပြောလိုက်တဲ့စကားလေးတွေအားစသကလုံးတလုံးချင်းစီတိုင်းကိုပါကျွန်တော်တို့တကယ် winning answer ဖြစ်နေတာကိုကသူ့ရဲ့အားသာချက်ဖြစ်နေတာပေါ့ Kom lak ubon ra chatani naka. Thank you so much. ကန်ကွင်ရမယ်ဆိုလို့ရှိရင်တော့ left to standing ပေါ့ထိတ်ဆုံးနှစ်ယောက်မှရက်နေရမယ်သူဖြစ်နေလိမ့်မယ်မိုက်ကန်ကွင်ရမယ်ဆိုရင်တော့လုံးဝမရှိအောင်လုံးဝမရှိအောင်ကျွန်တော် Mr. Warma တော်မှာ2015 16လောက်မှာကျွန်တော်အရက်က9ပြည်6နဲ့ top 5ပါသွားရဲ့လို့ရှိတယ်ဆိုတော့သူစံတက်မဲ့ချက်တစ်ခုရှိတယ်အရက်ဘယ်လောက်ရှိရမှာပေါ့အဲ့ဒီအရက်ဘောင်ထဲမှာ frame နဲ့ဝင်နေလို့ရှင်ဝင်တာဖြစ်ခွင့်မရှိဘူးလားရှိရပါတော့အဲ့တော့ဒီရင်က9.30ရှိတယ် ်အော်သူ့ရဲ့ body ဆိုသူ transformation ဖြစ်အောင်သူအများကြီးလုပ်ပေးထားတာသူကသူအများကြီးပြောင်းလဲပြုပြင်ထားတာဆိုတော့အဲ့ဒီအရာတွေနဲ့ပဲသူအကောင်းဆုံးသူဖြစ်ကျော်နေတော့ဟိုဘာပဲပြောပါစေသူ့ရဲ့ transformation ကိုသူအားရတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းအားရရတယ်ပေါ့ပရိသတ်တွေကိုယ်တိုင်ကလည်းသူရဲ့ daily vlog တွေကြည့်နေရင်းနဲ့အားရကျေနပ်နေရဆိုတော့တကယ်ဝမ်းသာရပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်လည်းအမှန်ဆို အသီးရန်လေးရောက်တဲ့အခါမှာဂျမ်းမအုံနာကြီးရောက်ချလာတဲ့အခါမှာနည်းနည်းတော့စိတ်လှုပ်ရှားသွားတယ်။ဘာများ error တွေရှာတွေ့သွားမလဲပေါ့နော်။အဲ error လေးတွေကိုကြက်နေရ။မင်းအဲကိုကတန်ရှင်ဖြစ်နေဒီဘက်ကနေကြည့်နေနေ။အဲ့ပြင်ကြည့်လိုက်တဲ့အခါမှာတော့သူတော်တော်ကြီးကို confident ရှိရှိနဲ့ဖြတ်ကျော်နိုင်တာတော့ဝမ်းသာပါတယ်။အဲ့ဒါဆိုစစ်ပတ်တွေကိုကြည့်နေရတယ်။စစ်ပတ်ကိုကြည့်ကြည့်ရနောက်ဆိုအိပ်ပတ်ဖြစ်သွားတဲ့အချိန်မှာအုံနိုင်ကအရင်ပျော်သွားတယ်။ဟာ ဂုံယူရတာပေါ့အဓိကဒီတပည့်တွေ international သွားတဲ့အချိန်မှာသူတို့ဟို performance ကောင်းတဲ့တွေကလည်း performance အပိုင်းမှာအားတာရယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုကြည်နေရတယ်အဲ့တော့ brain ကောင်းတဲ့တွေ body beauty brain ပြည့်စုံနေတဲ့တွေကြတော့လည်းကျွန်တော်တို့ကမျှော်မှန်းချက်ကပိုကြီးွားတာပေါ့အဲ့တော့ prom fighter ဖြစ်တဲ့အထိကိုကျွန်တော်ကမျှော်မှန်းရတာဆိုတော့ဟိုလောဘကြီးရပါတော့ကျွန်တော်တို့လောဘကြီးပါတယ်အဲ့တော့ तू ကဘာပေးရမှန်းမသိဘူးလို့ပြောတယ်သူ training ဝင်နေနေဘာပေးရမှန်းမသိဘူးဆိုတဲ့အချိန်မှာ ဒါတော့တခုခုပေါ့နော်တို့နိုင်ငံရှူသေးရနာမည်ကြီးရယ်လေအဲ့တော့ तू ကသူစဉ်းစားလိုက်တာပေါ့အာဆရာလေတို့နိုင်ငံရှူသေးရနာမည်ကြီးရယ်လေအဲ့တော့ကျွန်တော်လည်းကျွန်တော်မြန်မာရှူသေးလေးတခုကျွန်တော်စောင့်သွားမယ်ဆိုပြီးတော့ तू အဲ့အဘာသာဖြစ်သွားတယ်အဲ့တော့စိတ်ကတော့ service style ပဲအာစိတ်တာပေါ့ဘာလို့ဆိုကျွန်တော်အဘာသာဆိုတော့ကျွန်တော်အိမ်တိုင်းစောင့်လို့ဖြစ်နေရတယ်အခုကအဘာသာ yes okay okay you welcome oh, i want to know you guys love that ဒီပြိုင်ပွဲဝင်နေကြတဲ့သူတွေကလေဟို ဟိုသူတို့ပြောတဲ့စကားတွေကအယံမှန်ပါတယ်ဒီနိုင်ငံတစ်ခုလုံးကိုတည်ထားရတာအဲတခုခုမှားတာနဲ့ဒီကံမှားတာမဟုတ်ဘူးလို့ပဲဖြစ်မှာလေနော်မြန်မာမှားတာလို့ပဲဖြစ်မှာဆိုတော့သူတို့ရဲ့အနေထိုင်အသွားလာဒီအမတန်ကြီးယူဆိုင်ဖို့လိုတယ်အဲ့တော့အယံကိုတာဝန်ကြီးရဲ့အချိန်ကာလဖြစ်နေတာပေါ့ကျွန်တော်တို့ beauty queen နေ beauty king နေဆိုတာက နိုင်ငံကိုကိုစားပြုတာတန်တမန်တရားလို့သတ်မှတ်လို့ရတယ်နိုင်ငံကိုဒီ platform တစ်ခုမှာကိုစားပြုပေးနေတာအဲ့တော့အဲ့ဒါဒီ appreciate လုပ်ပေးရမှာလေကျွန်တော် welcome လုပ်ပေးရမှာ ဟိုကျွန်တော်ဟိုအရင်တစ်ခေါက်ခါဖြစ်တယ်လို့မျိုးဟိုမထိုက်တင်တဲ့လူတွေတော့ပြိုင်ပြီးတော့ဟိုအချက်ခွဲနေရမျိုးမဖြစ်စေချင်ဘူးပေါ့ဟိုဒီလိုမျိုးတကယ်ထိုက်တန်နေတကယ်ဟို responsibility အပြည့်နဲ့သွားနေတဲ့လူတွေကကျွန်တော်တိုင်းနိုင်ငံလုံးနဲ့ခြေပြီးတော့ support လုပ်ပေးတဲ့နယ်လို့ထင်ပါတယ်